ေကပါဆက်စပ်အဆက်နေကျူစလိုက်ပါတယ်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ရာဇဝတ်မှုပေါင်း52ခုကိုပြုလုပ်ခဲ့ပြီးတော့အမျိုးသမီးငယ်ပေါင်း73ဦးကိုသိစေခဲ့တဲ့သူသူဟာဆိုလို့ရှိရင်လူတက်မှုလူတက်တာကိုဂိမ်းတစ်ခုလိုသဘောထားပြီးတော့သူတက်လိုက်တဲ့လူတွေရဲ့အော်ဒါဝန်ကြီးဆန်တွေကိုမှဆွဲလန်းနေတဲ့ဒီနတ်ဆိုးဟာဆိုလို့ရှိရင်မနခင်းတွေမှာအိတ်တယ်ညတွေမှာနှုတ်ထလာပြီးတော့အနီရောင်အဖို့အစားနဲ့စရင်ရှိရှိအမျိုးသမီးတွေကိုပဲ ကျွမ်းမထားတိုက်ခိုက်ခဲ့တဲ့ခုနန်ပြည်နယ်ကကြောက်စရာအကောင်ဆုံးကိန်းဆက်လူသက်သမားဖြစ်တဲ့တွန်းကောချန်အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဇလန်းမီကိုဆက်လိုက်ကြရအောင်နော်သူ့ကို1983ခုနှစ်စက်တင်ဘာလမှာဟူနန်ပြည်နယ်ရဲရွယ်မြို့မှာမွေးဖွားခဲ့တယ်။သူ့ရဲ့အဖေဖြစ်သူနဲ့အဖိုးဖြစ်သူကစားလုံငန်းလုပ်ခိုင်တဲ့အတွက်ကြောင့်သူတို့မိသားစုကအတော်အသင့်ချမ်းသာတဲ့မိသားစုတွေမှာပါတယ်။ သူကမိသားစုထဲမှာဆိုရင်စတုထမြောက်သားဖြစ်ပြီးတော့သူ့ရဲ့အထက်မှာအကိုနှစ်ယောက်နဲ့အမတစ်ယောက်ရှိခဲ့တယ်။ဆိုတော့အမရဲ့အမြင်မှာဆိုလို့ရှိရင်ဒီမိသားစုကပြည့်ပြည့်စုံတယ်လို့ထင်ရပေမဲ့တကယ်နဲ့လက်တွေ့မှာတော့အဲ့လိုမျိုးဟုတ်မနေခဲ့ဘူး။သူရဲ့မိဘတွေကအသွေးခေါ်မတူတာကြောင့်အသေးဖွဲ့လေးကအစာပေါ့နော်သူတို့ကပြဿနာတက်ပြီးအငြင်းငြင်းရဖြစ်နေတဲ့ရံဖြစ်ရံဖြစ်လေးရှိတယ်ပေါ့နော် သူ့ရဲ့အခေဆိုရင်လည်းသူကတော်တာအရန်ကြည့်ပြီးတော့ဒီတွန်းတို့အမတစ်ခုခုလုံးနေတဲ့အခါကြလို့ရှင်သူကနှုတ်ရင်ဆုံးမတာမျိုးမလုပ်ဘဲနဲ့ရိုင်းရက်ပြီးတော့ဆုံးမလေးရှိတယ်။ဆိုတော့အဲ့လိုဆုံးမတဲ့အချိန်မှာဆိုလို့ရှင်လည်းစားတဲ့မှာနှက်ထားတဲ့ခပ်ပန်းနဲ့သူတို့ကိုရိုက်လေးရှိတယ်ပေါ့နော် တော့ဆိုလို့ရှိရင်သူကမူလာတန်းအရွယ်တည်းကနေပြီးတော့တင်းများပစ္စည်းကိုအများရန်ခိုးနေခိုးလိရှိတယ်။သူတို့ဖေကသူပစ္စည်းခိုးပြီးဆိုသူ့ကိုရိုက်တယ်။ရိုက်လို့ရှိရင်သူကထပ်ခိုးတယ်။သူကသူကသူ့ဖေကိုအများရန်ဖိစံတဲ့ပုံစံမျိုးသူ့ဖေမကြိုက်တာမှလည်းသူအကုန်လုပ်တယ်။သူအဲ့လိုမျိုးလုပ်တာပေါ့နော်။တင်းရမှာဆိုလို့ရှိရင်သူတို့ရဲ့အိမ်ကြီးနားမှာရှိတဲ့အိမ်တိုင်းကနေပြီးတော့သူကပစ္စည်းခိုးတာကိုလုံးဝလက်ပုလက်ချက်မိသွားတဲ့အခါမှာသူ့ဖေကလုံးဝတောတာထပ်ပြီးတော့သူ့ကိုသူ့နာအုံးမဲ့တုတ်တယ်သူ့ကိုအရှက်ခွဲတယ်ဆိုပြီးတော့ တောင်းကိုသူကရိုက်တာအမစိန်လူမျိုးပါဘူးသူရိုက်ခဲ့တယ်။သူရိုက်ပြီးလို့အားမရပဲနဲ့အလူရရောက်တဲ့အခါမှာသူကရက်တဲတောက်ပြီးဒီအကြောင်းရောပြန်တွေ့တဲ့အခါမှာသူပို့ပြီးတော့စိတ်တူလာပြီးတော့သူကပလယာတစ်ခုယူပြီးတော့ဒီတောင်းရဲ့လက်တွေကိုသူကညှက်ခဲ့တယ်ဒီပလယာနဲ့ပေါ့နော်။အဲ့မှာဆိုလို့ရှိရင်သူအဲ့ချင်းတော့အရန်နာကျန်လာအောင်သူအောင်မူရတာအတန်ပါမထက်တော့တဲ့အခြေသူအောင်ခဲ့ရတယ်ပေါ့နော်။ဒီလိုမျိုးကြမ်းတမ်းတဲ့မိသားစုအောက်မှာ ြီးခွင်းလာတဲ့သူကအခုစိတ်ထဲမှာတဖြည်းဖြည်းနဲ့အမုန်းတရားတွေတိုးပွားလာပြီးတော့တဖြည်းဖြည်းလူတွေကိုသူကမုန်းကြည့်လာခဲ့သူကအဲ့လိုပဲငယ်စဉ်ဘဝကနေတောက်လျှောက်အဲ့လိုပေါ့နော်ပြစ်မှုများစွာပြစ်မှုများစွာကိုသူကလုံနေနေ1986ခုနှစ်တိုးသက်73နှစ်ရောက်လာတဲ့အခါမှာဆိုလို့ရှိရင်ချက်ပန်ကလန်လဲခိုးမှုကျုံးမှုနဲ့အတွက်ပေါ့နော်သူ့ကိုလူငယ်ထင်းထင်းကြောင်းကို၃နှစ်ပို့လိုက်တယ်လူငယ်ထင်းထင်းကြောင်းရောက်တဲ့အခါမှာလဲသူက သူကသူ့ကိုသူမပြောင်းလဲပဲနဲ့ပေါ့နော်အလိုတော်သားကြီးထွက်တယ်ရန်ဖြစ်တယ်အဲ့လိုမျိုးတွေလုပ်တဲ့အတွက်ကြောင့်သူကနေပြီးတော့သူ့ရဲ့ဒီချင်းသိမ့်မှုကလာ၃နှစ်မပြည့်မီပါပဲနောက်ထပ်တက်တန်း၂နှစ်တိုးပြီးတော့သူကဒီလူငယ်ချင်းသိမ့်အကြောင်းမှာ၅နှစ်နေခဲ့ရတယ်အဲ့လိုနဲ့1992ခုနှစ်မှာသူကတိုးတက် 2018နှစ်မှာသူကထောင်ကပြန်လွတ်လာခဲ့။ထောင်ကလွတ်လာပြီးရင်နောက်မှာလဲသူကလုံးဝဒီ9နှစ်လောက်လူမှုဘဝနဲ့ကင်းကွန်ကင်းကွာနေတဲ့အခါကျတော့သူကထွက်လာနေသူကသူ့ရဲ့ဘဝကိုအရက်လောက်ကစားနေဒီဒီအရက်ဘာတွေမှာပဲသူကပုံဆုံးခဲ့ပေါ့နော်။ဆိုတော့ဒီလိုမျိုးပုံစံမျိုးအတွက်ကလည်းတစ်ဖက်မှာသူကငွေလိုတာကိုငွေလိုတဲ့ခါကြလို့ရှိရင်သူကသူ့ရဲ့ပုံမှန်တိုင်းပဲခိုးတာတနာတိုက်တာတွေသူကအဲ့လိုမျိုးလုပ်တယ်။ အဲ့လိုနဲ့သူ့ဓမြတိုက်ခံရတဲ့ခိုးခိုးခံရတဲ့အိမ်ကသူ့ကိုတိုင်တဲ့ခါမှာသူကထပ်ပြီးရောထောင်းမာနိတကြဆိုတော့သူက73နှစ်မှာတခါအဲထောင်းကြတယ်55နှစ်မှာလွတ်လာတယ်ပြောတခါထောင်တက်ကြတယ်အခု1996ခုနှစ်အသက်23နှစ်မှာဆိုရင်သူထောင်ကနေပြန်လွတ်လာခဲ့တယ်ဆိုတော့သူကထောင်ထဲမှာ10နှစ်10နှစ်နေခဲ့ရတယ်ပေါ့နော် ဲ့လိုနဲ့သူထောင်ကထွက်လာတဲ့အခါမှာသူ့မိဘတွေကအတီတန်းဆက်သွားနေလို့ရှိရင်သူ့သားပျက်စီးမှာ哦ဆိုတဲ့အတွက်ကြောင့်သူ့အဖေရဲ့အဆက်အသွယ်အဆက်အသွယ်နေပေါ့နော်သူကဒီရှင်းချန် industrial company တခုမှာသူ့ရဲ့သားကိုသူ့ဖေကအလုပ်သွင်းမိခဲ့တယ်ဆိုအလုပ်သွင်းတဲ့အချိန်မှာအလုပ်ကလည်းအရန်ကောင်းတယ်ပြီးတော့ဒီအလုပ်ကရတဲ့ဓာစဉ်ရတဲ့ယွမ်းကြာကြော်ကလည်းသူ့တယောက်စာအတွက်ကိုဆိုရင်လုံးဝဖူလုံတဲ့ပမာဏဖြစ်တယ်ပေါ့ ပုံမှန်လူတယောက်ဆိုလို့ရှိရင်တော့ဒီလိုဘဝမျိုးရပြီးအထိုင်ကြပြီးဆိုလို့ရှိရင်တော့ဒီဒီဘဝမှာကောင်းကောင်းမွန်မွန်နေထိုင်မှာဖြစ်ပေမဲ့ဒီတွန်းတော့ကကြတော့အလိုမဟုတ်ခဲ့ဘူး။ဆိုတော့သူကထောင်ထဲမှာဆက်ဆွန့်နေကြနေလာခဲ့တဲ့နေလာခဲ့တဲ့အပြင်အရင်ကလည်းလူတွေကိုသူကမုန်းကြည့်တဲ့စိတ်ကြောင့်သူကဒီလုပ်ငန်းကွင်ကသူကတဟဆာတာမဖြစ်ဘူး။သူ့ရဲ့စိတ်ထဲမှာသူကလူတွေကသူ့ကိုမုန်းကြည့်နေတယ်၊သူ့ကြောင့်ပြစ်ပြောနေတယ်၊သူ့ကိုဖိတ်ကျင်နေတယ်လို့ပဲသူကထင်တယ်။ အဲ့လိုနဲ့တရက်မှာဒီအလုံးမှာရှိတဲ့အမျိုးသမီးပေါ့နော်ကောင်းမလေးတယောက်ကိုသူကလူငယ်တဘာဝချစ်ချင်ဝင်ခဲ့တယ်ဝင်ခဲ့တဲ့အခါမှာသူကအာသူတက်တည်ရေတုံးပြီးတော့ဒီကောင်းမလေးကိုဖွင့်ပြောတာပေါ့နော်ချီးရဆိုတဲ့အခါမှာကိုရင်မန်းသားဘယ်လိုပဲကောင်းမလေးကသူ့ကိုမြင်လိုက်တယ်ပေါ့နော်ဆိုတော့သူအညှဉ်းခံလိုက်ရတဲ့အခါမှာသူ့ရဲ့စိတ်တွေကပိုပြီးဒေါသထွက်လာတယ်မူးဒီစိတ်တွေပြင်းများလာတယ်ပြီးတော့အဲ့ချိန်အားစားပြီးသူကမိန်းကလေးတွေကိုပြတ်မှတ်ထားမယ်ဆိုပြီးတော့သူ့ရဲ့စိတ်မှာဆုံးဖြတ်လိုက်တယ်ပေါ့နော် ဲ့လိုနဲ့သူကဒီအလုပ်မှာလည်းလုံးဝဒီလောက်ကတော့နဲ့တဟဆတာမဖြစ်ဘူးအစ်စ်မပြေဘူးဆိုပြီးတော့နောက်ပိုင်းသူကအလုတ်ကနေထွက်လိုက်တယ်။အလုတ်ထွက်ပြီးနောက်မှာပုံမှန်သူလုံနေကြဘွားဖြစ်တဲ့ဒီပြစ်မှုလုံးမဲ့ဘက်ကိုသူကပြန်သွားတယ်ပေါ့နော်။အဲ့ဒီအချိန်မှာဆိုရင်သူကစဉ်းစားတာဒီတစ်ခါသူပြစ်မှုလုံးတဲ့အခါကျရင်လုံးဝသူကမင်းကြီးတွေကိုပဲတာဂတ်ထားမယ်ကလစားချီရဲ့အနေနဲ့ပေါ့နော်။မင်းကြီးတွေကိုပဲတာဂတ်ထားမယ်ဆိုပြီးသူကဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့သူကလူတက်ဖို့အတွက်ကိုခေါင်းငယ်မရောက်ဘူး။ 1996ခုနှစ်ဧပြီလ၄ရက်နေ့သူ့ရဲ့လူလူရမှုတစ်ခုမှာဆိုလို့ရှိရင်မမျော်လင့်လာတဲ့အဖြစ်အပျက်တစ်ခုကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့နှဆိုးကိုနှုတ်ထစေခဲ့တယ် အဲ့ဒီညမှာဆိုလို့ရှိရင်သူကပုံမှန်အတိုင်းပဲပေါ့နော်အဲ့လိုအမှောင်ရိပ်ကိုအအခွင့်ကောင်းယူပြီးတော့အဲ့လိုလမ်းကြားရတဲ့နေရာမှာသူကဓာတ်တလက်နဲ့လိုက်ရှာတဲ့အခါမှာဒီရွံ့ရံရဲ့ရေတက်စင်ရုံတစ်ခုမှာအလုံးလုံးတဲ့ဒီအမျိုးသမီးဝင်နန်းရန်ဆန်းရင်ကဆိုလို့ရှိရင်ညာတိုင်းဆင်းပြီးတော့အိမ်ပြန်လာတဲ့လမ်းပေါ့နော်အိမ်ပြန်လာတဲ့လမ်းမှာတံခါးသူ့ကိုတွေ့သွားပြီးတော့သူ့နောက်ကနေတတိစိတ်လိုက်သွားခဲ့တယ်ပြီးတော့လူပြတ်တဲ့နေရာရောက်တဲ့အခါမှာသူ့ရဲ့အနောက်ကနေဓာတ်နှင်းထောက်ပြီးတော့သူ့ပုံမှန်အတိုင်းပေါ့နော်မလုံးနဲ့မရိပစီပေးလှုပ်ရင်တက်ပလိုက်မယ်သူအဲ့လိုမျိုးချင်းချောက် တာပေါ့နော်အဲ့ချိန်မှာပြုံးခွင်းလေးဆိုတဲ့အခါကျတော့ဒီရန်ကအရန်လန့်သွားလန့်သွားပြီးတော့အော်လိုက်တာပေါ့နော်အော်လိုက်တဲ့အခါမှာตัวเนี่ยลงไม่ทินท่าอูดิမျိုးသမီးအော်မယ်ဆိုတာမချင်ထားတဲ့အခါကျတော့လည်းလန့်ပြီးတော့ပေါ်ရမလားဆိုပြီးတော့အမျိုးသမီးရဲ့တင်ပါတော့ကားနဲ့ထိုးလိုက်တယ်ထိုးလိုက်တဲ့အခါမှာလည်း ဒီမျိုးသမီးကနာရထပ်ပြီးတော့အတိတ်ပြန်ဟောတာဘောနော်အဲ့ခါမှာအဲ့လိုဟောရမလားဆိုပြီးတော့တန်ကသူ့ရဲ့ရင်ဘက်နဲ့ပိုက်ကိုဒါနဲ့အဆက်မပြတ်ထိုးခဲ့တယ်ဘောနော်ထိုးပြီးတော့လုံးဝဒီမျိုးသမီးမလုံတော့တဲ့အခါကျတော့မသူကနေပြီးတော့ဒီမျိုးသမီးကိုထားခဲ့ပြီးတော့သူကထပ်ပြီးသွားခဲ့တယ်ဆိုတော့နောက်ပိုင်းစစ်ဆေးချက်တွေအရဆိုလို့ရှိရင်ဒီမျိုးသမီးကဒါနဲ့စက်ကြောင်ချိန်ထိထိထိုးခံရပြီးတော့နေရမှာရင်းဆေးဆုံးသွားခဲ့တယ်တန်ကသူ့ရဲ့ပထမအုံဆုံးလူတက်မှုအပီးဘောနော်သူပြန်သွားတဲ့အချိန်မှာသူက လူတက်ခဲ့တာကိုကြောက်ရွံ့နေပေမဲ့သူ့ရဲ့တစ်ဖက်မှာဆိုလို့ရှိရင်ဒီလူတက်တဲ့အချိန်မှာသူကဒီလူဒီအမျိုးသမီးရဲ့ order ငိုကြွေးတန်းဒီလိုမျိုးရုံးကန်တန်းကိုကြားရပြီးတော့သူ့စိတ်ထဲမှာတခါမှမခံစားဘူးလေပီတိပျော်ရွှင်မှုသူကခံစားရရယ်ပေါ့နော်သူကအဲ့နောက်ပိုင်းကစပြီးတော့သူကဓမြတိုက်မှုတွေမဟုတ်ဘဲနဲ့ဒီလူတက်တာကိုသူ့စိတ်ပျော်ဖို့အတွက်ကိုသူကစပြီးတော့လုပ်ခဲ့တယ်၂၀၀၉ဖေဖော်ဝါရီ၁၃မနက်၄နာရီဝန်းကျင်မှာဆိုရင် ်သွမ်းကနောက်ထပ်ပြတ်မှတ်တစ်ခုကိုရှာတဲ့အခါမှာရင်းနှံကုမ္ပဏီကဝန်ထမ်းဝန်ထမ်းတယောက်ဖြစ်တဲ့ကျုံးကိုခေါ်တဲ့အမျိုးသမီးတယောက်ကိုသူကတွေ့ခဲ့အဲ့ညမှာဆိုရင်ကျုံးကမြင်မကောင်းလို့ဆိုပြီးတော့သူအိမ်ဟောပေါ့နော်အော်ခွင့်ယူပြီးတော့အိမ်ပြန်လာတဲ့လမ်းမှာကံမကောင်းဆောင်နေပဲလူသက်သမားတွန်နဲ့သူကတွေ့ခဲ့တယ် သူကသူမကိုရှမ်းရွယ်အဆောင်အနာချူကိုဆွဲခေါ်သွားခဲ့ပြီးတော့ဒါနဲ့25ကြိမ်ချီချိုးခဲ့တယ်။တုံးပါဆိုလို့ရှိရင်လည်းဒီနေရာမှာပဲပြင်းပြီးပြေဆုံးခဲ့တယ်။ဒါမဲ့သူကတောင်းကတက်တာနေသူကအားမရပဲနဲ့ဒီအမျိုးသမီးရဲ့ညာဘက်ရင်ဘက်ကိုပါသူကဖြတ်ခဲ့။ဖြတ်ခဲ့ပြီးတော့သူကဒီအမျိုးသမီးရှင်ကယွမ်း၈.၅ရံကိုယူသွားခဲ့တယ်။ဒီမှုမှာဆိုလို့ရှိရင်ဒီတောင်းကသက်ဆန်အတော့မဟုတ်ဘဲနဲ့လူသက်ချင်းကိုတတ်တာဆိုတာကို ဒါမြင်ရတယ်ပေါ့နော်ယွမ်း8.5ရန်ဆိုတာဘလောက်မှတမမရှိတဲ့ပတ်စံလေးငွေတွက်လူတက်တာမဟုတ်မှန်းကိုသိတာစစ်ဖြစ်တယ်ဂျွန်လာ12ရက်နေ့ဒုတိယလူတက်မှုအပြီး၄လလောက်အကြာမှာသူကထပ်ပြီးမဆောင်နိုင်တဲ့နဲ့နောက်ထပ်လူတက်မှုတစ်ခုကိုထပ်ပြီးကျူးလွန်ခဲ့တယ်ဒီချိန်မှာဆိုရင်သူကအသက်34နှစ်ရှိပြီဖြစ်တဲ့တန်းကိုသူကတွေ့ခဲ့တယ် တော့တန်းကိုတွေ့ရအချိန်မှာသူကအရင်လိုမျိုးဟိုဓာတ်ချောက်ပြီးတော့ပတ်စံတောင်းတာတွေပါညာမလုပ်ဖဲနဲ့ဒီမျိုးသမီးကိုတွေ့တွေ့ချင်းသူကပြေးပြီးတော့အဲ့လိုဓာတ်နဲ့ထိုးပြီးတော့အချက်ပြောင်းများစွာထိုးပြီးတက်ခဲ့ရဲ့အဲဒီတန်းကိုဆုံးသွားတဲ့အခါမှာဆိုရင်သူကဘာမှမပြောဘဲနဲ့နောက်ပြန်တော့ခင်မကြည့်ဘဲနဲ့အဲ့လိုတက်ပြီးတော့ထောက်ထွက်သွားတယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာတန်းကမတည်သေးဘူးဒဇွန်တယောက်ကသူ့ကိုတွေ့ပြီးတော့စင်းုံကိုခေါ်သားဖို့လုပ်တယ်ပေါ့နော်ဒါမှလည်းကံမကောင်းစားနဲ့ပဲစင်းုံသွားနေတဲ့လမ်းမှာတွေ့ထွက်လုံပြီးတော့သူကဆုံးဖြတ်သွားခဲ့တယ် ဇူလိုင်လ22ရက်နေ့မနက်၄နာရီခွဲလောက်မှာဆိုလို့ရှိရင်လေးကျင့်ခန်းလုပ်ဖို့ထွက်လာတဲ့အမျိုးသမီးတယောက်ကိုဓာတ်နဲ့25ကျပ်ပစ်ပြီးထိုးပြီးတော့ထပ်ပြီးတော့တက်ခဲ့တယ်။2000ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့မနက်၃နာရီလောက်မှာဆိုလို့ရှိရင်ဒီယထာပူတာရဲ့ကော်ဖီဆိုင်မှာအလုံးလုံးတဲ့နိခွေးဆိုတဲ့အမျိုးသမီးကိုသူကထပ်ပြီးတော့ထပ်မှန်ပြီးတော့တက်ခဲ့တယ်။ သူကဆိုလို့ရှိရင်အိမ်ညာကတငယ်ချင်းရဲ့အိမ်မှာဒီလိုဖဲဆော့ပြီးတော့သူအိမ်ပြလာတာပေါ့နော်ဒါပေမဲ့လည်းကံမကောင်းစွာနဲ့ပဲဒီလူတသမားတွန်းနဲ့တွေ့ခဲ့ပြီးတော့သူမှဆိုလို့ရှိရင်လည်းဒီတည်ဆုံးတဲ့အချိန်မှာပေါ့နော်သူ့အိမ်ရဲ့မီတာ100လောက်ပဲဝေးတဲ့အကွာအဝေးတစ်ခုမှာရရဆက်ဆက်အသက်ခံခဲ့ရတယ်ဒီဒီချိန်မှာဆိုလို့ရှိရင်တော့တွန်းကသူမရှိကရွာငွေ2000နဲ့အဲဖုန်းကိုသူကယူသွားခဲ့တယ်ဆိုတော့ 你掏贵阳过人过困难的，那掏再困难过哪点？那那咋干啦？对嘛？是有心的，短假的，人生正中的你俩年过，当久味哦，远远没有嘛。再说我帮石场苦，不如开的路旁过腰的地哦，都还在吃苦。 ဆိုတော့ဒီလိုလူတက်မှုတွေတောက်လျှောက်ဖြစ်လာတဲ့အခါမှာဒီရွံ့ရွံ့ဒေတာကဒီသူတွေလူတို့ကလည်းအရန်ကိုသူတို့ကကြောက်ရွံ့ခဲ့ကြရပေါ့နော်အထူးသဖြင့်ဒီ main ခလီတွေဆိုလို့ရှိရင်ညာဘက်အပြင်မထွက်ရဲလောက်တဲ့အခြေကိုသူတို့ကစောင့်လန့်ခဲ့ကြတဲ့အတွက်ကြောင့်ဒီရဲဌာနလူတွေကလည်းရဲဌာနကိုလည်းသူတို့က push လုပ်တာပေါ့နော်အော် PR တွေပြီးရဲ့အခါမှာရဲဌာနကဒီလူကိုဖမ်းဖို့အတွက်လူပေါင်းအယောက်40ကျော်တဲ့အဖွဲ့အစည်းတစ်ခုကိုသူတို့ကဖွဲ့စည်းခဲ့တယ်ဒါပေမဲ့လည်းအဲ့ဒီအချိန်မှကအော် CCTV တွေကအရင်မများသေးတဲ့အပြုံမှာဒီလူသက်သမားဖြစ်တဲ့တောင်းကသူကညချိန်နေမှာပဲဆုတ်ရှားတဲ့အတွက်ကြောင့်သူ့ရဲ့စုံစမ်းမှုကအဲ့လောက်ကြီးတော့မထီရောက်ခဲ့ဘူးပေါ့နော်အဲ့လိုနဲ့မကြမီပါပဲဒီတွန်းကသူခိုးယူထားတဲ့ပစ္စည်းတွေကိုရောင်းတဲ့အခါမှာရဲတွေကသူ့ချေရခံမိသွားတာပေါ့နော်အဲ့ဒါနဲ့ဒီမှာသူတို့ကဒီဒီဝန်ရမ်းစာထုတ်တာပေါ့နော်ဒီဒီကိုင်းဆက်လူသက်သမားနာမည်ကတွန်းကောချာ အရက်က1.7သူမီတာရှိတယ်ပြီးတော့ဝဝနဲ့မျက်နှာ၄တောက်ပုံစံမျိုးလုံးမှေးတယ်ပြီးတော့သူ့ရဲ့ပိုက်မှာဆိုလို့ရှိရင်ဒီပူတက်ရောင်လို့ခွဲစိတ်ထားတဲ့အတွက်ကြောင့်အမရတစ်ခုရှိတယ်ဆိုပြီးတော့သူကအဲ့လိုဝန်ရမ်းစာတစောင်းကိုသူကထုတ်ခဲ့တယ်အဲ့မှာဆိုလို့ရှိရင်တတိပိရဲ့သူကိုရောင်းဝယ်နှစ်သိန်းစုရဲ့အပါသူကဖန်ဝင်ရန်ထုတ်ခဲ့တယ်အဲ့ဒါနဲ့သူကရဲတွေကသူ့ကိုရှာနေပြီးဆိုတော့လဲသိရောသူကစစ်ချင်းပဲ2000တခုနှစ်၃လပိုင်းမှာဆိုလို့ရှိရင် ူရဲ့အိမ်ကိုပေါ့နော်ဒီခုပေပြင်းနေကဆွေမျိုးတွေရှိလို့အလဲသွားမယ်လို့ပြောပြီးသူကအညာထွက်လာခဲ့တယ်။အညာထွက်လာပြီးနောက်မှာသူကရန်300ချိခဲ့ပြီးတော့သူနဲ့အရင်တော့ထောင်းအတူတူကြခဲ့တဲ့သူပေါ့နော်ဒီဝူခါမှာရှိတဲ့ထောင်းအတူတူကြခဲ့တဲ့သူရှိလို့သူကသွားခဲ့တယ်။ပြီးတော့အဲ့ဒီသူအဲ့ဒီအကျဉ်းသားရဲ့အကူအညီနဲ့ပဲသူကခုချမ်းနာမည်နဲ့ ID ကအတူလုပ်ခဲ့ပြီးတော့သူက ဘူချမ်းဘူတာယုံအနီးမှာရှိတဲ့ဟိုတယ်ငယ်လေးတစ်ခုမှာသူက DID ကအတူနဲ့သူကနေခဲ့တယ်။ဆိုတော့သူကဒီညမှာနေလာရင်းနဲ့ပေါ့နော်ဒီဒေတာရဲ့အရာတွေဒီဒေတာမှာရှိတဲ့လမ်းတွေဘာတွေသူကလေ့လာတာပေါ့။ပြီးတော့သူကနေသားကြွားရတဲ့အခါမှာသူ့ရဲ့ပြမှုတွေကိုသူကထပ်ပြီးရောစတင်ခဲ့တယ်။၂၀၁၀ခုနှစ်မေလ9ရက်နေ့ည7:00နာရီမှာဆိုလို့ရှိရင်အမှတ်၄၀ခု ွားကျုံးရွာမှာရှိတဲ့ဒီကောလိပ်ကျောင်းကမင်းကြီးအဆောင်တစ်ခုတည်းကိုသူကဝင်ခဲ့ပြီးတော့အသက်24နှစ်အရွယ်မင်းကြီးတဦးကိုသူကတက်ခင်တော့တပည့်ရခါမှလည်းသူကဒီကောင်မလေးကိုအဆက်ရသေးဖို့ရည်ရဲကြတယ်ကောင်မလေးရဲ့ဘောင်းမီကိုချွတ်ခဲ့ပြီးတော့ကောင်မလေးရဲ့လက်တစ်ဖက်ကိုပါသူကဖြတ်ခဲ့တယ်သူတင်မှုလုပ်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ဒီဒီဝူခန်းကရဲတွေကသူတို့ကအသိလိုက်တယ်ပေါ့ဒီညွန့်ရမှာရှိတဲ့ ွင်းဆက်လူတက်သမားကဝဟန်ကိုရောက်လာပြီဆိုတာကိုသူကလုံးဝကိုကောက်ချက်ချလိုက်တယ်နောက်တော့တစ်ခုနှစ်မေလ9ရက်နေ့မှာဆိုရင်သူကရန်တောင်လမ်းပေါ်မှာရှိတဲ့အသက်33နှစ်ရွယ်အမျိုးသမီးနောက်ကိုသူကလိုက်သွားခဲ့တယ်။လိုက်သွားပြီးပုံမှန်တိုင်းပဲသူကဓာတ်နဲ့ထောက်ပြီးတော့သူ့ရှီကပစ္စည်းတောင်းတယ်ပေါ့နော်။အဲ့ချိန်မှာဆိုအဲ့အမျိုးသမီးကတောင်းလုံးအကြီးလို့သူအသေးပါထွက်ကြခဲ့တဲ့အချိန်မျိုးဖြစ်ခဲ့တယ်ပေါ့။အဲ့ချိန်မှာအမျိုးသမီးကသူ့ကိုရွှေသူ့ရဲ့ရွှေစဲကျုံရွှေစဲကျုံနဲ့ရွှေ2000ကိုပေးအပ်ခဲ့တယ်။ 多对、啊、不身嘞，学校就收费点卡嘛，对，都没有没有低价点卡嘛，这儿多、啊、看一下这个。 တခြားမျိုးသမီးတွေနဲ့မတူဘူးပေါ့ဒီမျိုးသမီးကလှတယ်သူ့နှလုံးထဲမှာအရင်လှတဲ့အမျိုးသမီးတယောက်ဖြစ်နေတဲ့အခါကျတော့သူဒီမျိုးသမီးကိုမတက်တော့ပဲသူကဒီလို rip လုပ်မယ်ဆိုပြီးတော့သူကဆုံးဖြတ်ချက်ချလိုက်တယ်ချလိုက်ပြီးတော့ဒီမျိုးသမီးကိုသူကဒီလမ်းကြားတနေရာအချို့သူကဆွဲခေါ်သွားတယ်ဆွဲခေါ်သွားပြီးတော့သူဒီမျိုးစော်ကားမှုတော့ပေါ့နော်သူ့ဘောင်းမျိုးချွတ်လိုက်တဲ့အခါမှာမမျော်လင့်ပဲအမျိုးသမီးကပေါ်လာပေါ့အခုဒီတောင်းမှုပေါ်တဲ့အခါမှာဒီလူတယောက်ကရောက်လာတယ်ပေါ့နော်အနီးနားကလူတယောက်ရောက်လာတဲ့အခါမှာဒီတွန်းကကြောက်လန့်တကြားနဲ့သူ့ဘောင်း ်းမီတော့သူမဝင်နိုင်ဘဲနဲ့အဲ့ချွတ်လက်ကဘောင်းမီကိုကန်ပြီးတော့သူကထွက်ပြေးသွားခဲ့တယ်ဆိုလို့ရှိရင်ဒီအမျိုးသမီးကတော့ဒီတွန်းနဲ့တွေ့တဲ့လူထဲမှာမှအသက်ရှင်ကျန်ခဲ့တဲ့လူတယောက်ဆင်မှာပါတယ်ပေါ့သူကတော့ကန်တော်ကောင်းတယ်ပေါ့နော်လာတဝက်လောက်ကြာပြီးတဲ့အခါမေလ25ရက်နေ့မနက်2နာရီလောက်မှလဲသူကဒီလမ်းတောင်လမ်းသားထင်းမှာပဲအမျိုးသမီးတယောက်ကိုသူကဒါနဲ့ထိုးပြီးထပ်တက်ခဲ့တယ် ဂျွန်လာတရက်နေ့ရဲ့ညနေမှာဆိုလို့ရှိရင်သူကဒီစင်းရန်နန်းပေါ်မှာအသက်40အရွယ်အမျိုးသမီးတယောက်ကိုသူကပြစ်မှတ်ထားတယ်ပြစ်မှတ်ထားပြီးတိုက်ခိုက်တယ်ပေါ့ဒါမဲ့အဲ့အချိန်မှာအဲ့အမျိုးသမီးကအရင်ကသူ့ခုခံနေပေါ့နော်အရင်ကသူ့ 呃，打开来，扭得没有那么好呗。哎，扭得没啊，第一层，苦看那家，他家人都样本都没有，都一样屎都不要。哎，牛的米有嘞，都眼眼实实打开来？咱们打开来前嘛，都是家，都能往下把他们屁股都饱满。打开来路都没有那么好呗，呢，都打开来包也没有，打开来他家人都讲让我，谁家不全嫌弃你的？哎，你娘嘛呗，都让他爹给我，都他得的。 အဲ့နဲ့မနက်၃နာရီလောက်မှသူကတင်မြန်းတောင်းလမ်းပေါ်မှာပဲရွှေပြောင်းအလုပ်တော်မှာအမျိုးသမီးတယောက်ကိုသူကပြစ်မှတ်ထားတယ်။ ဒီခါကျတော့ तू ကလုံးဝအဂမူးကထုမလုပ်နေနေပေါ့နော်အ तू ကစောက်ကြည့်အတတနာရီလောက်ဒီမျိုးသမီးကိုစောက်ကြည့်နေအနားမှာရင်းရှိလားမရှိဘူးလား तू လုံးလို့အစင်ပြေလားဆိုတာ तू တနာရီလောက်စောက်ကြည့်ပြီးတော့အေးကြပြီဆိုတော့မဒီမျိုးသမီးကို तू ကဓာတ်နဲ့38ချက်ထိုးပြီးတော့ तू ကတက်ခဲ့ဒီတစ်ချိန်မှာဆိုလို့ရှိရင်လည်း तू ကငွေမရပဲနဲ့သူ့ရဲ့စိတ်ကပျော်ရွှင်မှုခံစားရတယ်ပေါ့နော်ပျော်ရွှင်မှုကိုခံစားရတဲ့အတွက်ကို तू ကလူတက်တယ် ကျွန်တော်သုံးသုံးရက်နေ့ရဲ့မနက်နှစ်နာရီရောက်တဲ့အခါမှာလဲသူကနောက်ထပ်လှုပ်ရှားမှုတစ်ခုကိုစလုပ်တယ်ဆိုတော့ဒီမှာကြည့်မယ်ဆိုရင်သူကအရင်ကနဲ့မတူတော့ဘဲနဲ့ဒီဝူဟန်ရောက်လာပြီးနောက်မှာသူ့ရဲ့လူသက်မှုတွေကရက်ဆက်လာတာပေါ့နော်လာတိုင်းလာလာချပြီးလောက်တာမျိုးမဟုတ်ဘဲနဲ့ရပ်ပိုင်းရပ်ပိုင်းချရင်ကိုသူကလူတက်လာတယ်။သူကလုံးဝကိုသူ့ရဲ့စိတ်ကိုမရက်တက်နိုင်တော့ဘဲနဲ့လုံးဝလုံးဝကိုက YouTube နဲ့လူတယောက်လိုသူဖြစ်နေတာပေါ့ ဆိုဒီအချိန်မှာဆိုလို့ရှိရင်လည်းဒီမျိုးကမဟုတ်တဲ့အသက်20အရွယ်မိန်းကလေးတယောက်ကိုသူကဒါနဲ့အချက်20ထိုးပြီးတော့သူကတက်ပြက်ခဲ့တယ်။ဆက်ပြီးရနောက်မှာလည်းသူကသူ့ရဲ့မျက်နှာပေါ်မှာသွေးဆုံနေတဲ့ခြေအကိုခြံထားခဲ့တယ်။ဒီအမျိုးသမီးအရဆိုလို့ရှိရင်တော့သူဒီကိုအင်္ကာတွေဖြတ်ပြီးတော့တက်ခဲ့တဲ့ လူတက်မှုတွေတဲက73ရောင်မြောက်အသက်ခံရတဲ့ဒီနာသူဖြစ်တယ်ဆိုတော့ဒီကြားထဲမှာဆိုသူဒီလိုလုပ်နေတဲ့အတော်အတွက်မှာဆိုလို့ရှိရင်တစ်ဖက်မှာဒီဝူဟန်ရဲနဲ့ဒီရွဲ့ရွဲ့ရန်ကရဲတွေအားဆိုလို့ရှိရင်ဒီလူတက်သမားကိုခြောက်ဖမ်းဖို့အတွက်ပေါ့နော်တောက်ပိတ်ပြီးဖမ်းဖို့အတွက်သူတို့တွေကအစီအစဉ်တွေရေးချွေးခဲ့တယ်။အဲ့ဒီမှာဆိုရင်သူတို့ဒီသူတို့ရဲ့ဒီမူခွင့်စစ်စစ်ချက်တွေပေါ့နော်။အော်ဒီလိလာချက်တွေအရဆိုလို့ရှိရင်ဒီလူတက်သမားကနှင်းစင်ည ည7နာရီနဲ့မနက်9နာရီအတွင်းနှုတ်ချတယ်။ကျွလွန်ခဲ့တဲ့ရာဇဝတ်မှုကျွလွန်ခဲ့တဲ့နေရာနေရာက160ကျော်ရှိတာကိုသူတို့ကဒီလိုအာဖော်ထုတ်ခဲ့တယ်ပေါ့။အဲ့ဒီအတွက်ကိုသူတို့ကဒီတယောက်ကိုဖမ်းဖို့အတွက်ကိုအယံလာတဲ့အမျိုးသမီးအရာရှိ10ယောက်ကျော်ကိုလည်းသူတို့ကအုံပြုခဲ့တယ်။ကိုချင်းရွာမှာရှိရဲအသက်28နှစ်အရွယ်ဒီအမျိုးသမီးအရာရှိအားဆိုလို့ရှိရင်သူ့ကိုဒီတာဝန်ပေးခံရတဲ့အချိန်မှာသူကအရန်ကိုစိတ်လှရှားနေခဲ့တယ် ဇွန်လ22ရက်နေ့နဲ့22ရက်နေ့ရဲ့ဒီညနေခင်းနေမှာဆိုလို့ရှိရင် သူမကဒီကျင်းရံလမ်းပေါ်မှာသူကဒီအနီရောင်အဝတ်အစားကိုဝတ်ပြီးတော့သူကခောက်တော့ခောက်ပြန်လမ်းရှောင်နေခဲ့တယ်။သူ့ရဲ့ဒီမနီးမဝေးမှာဆိုလို့ရှိရင်တော့ဒီကင်းပုံရဲတွေကသူ့ကိုစောက်ကြည့်နေရပါတော့။ သူမကသူ့ရဲ့ခြေထောက်တွေအားနေသွားတဲ့အချိန်ည7နာရီကနေမနက်၄နာရီအတွင်းကိုပေါ့ဒီလိုလမ်းတူလမ်းကြားတွေမှာသူညောင်းညနေအောင်လမ်းတွေရှောင်နေပြီမဲ့လေသူတို့ကတောင်းရဲ့အရေးရောင်ကိုတော့မှသူတို့ကမတွေ့ခဲ့ဘူးပြီးတော့ဒီစစ်စင်ရေးကိုဆိုလို့ရှိရင်သူကဂျွန်လကုံတဲ့အချိန်ကိုသူတို့ကလှုပ်ဆောင်ခဲ့တယ်ဒါပေမဲ့ဒီအတော်တွေမှာဆိုရင်တောင်းရဲ့အရေးရောင်ကိုတော့သူတို့ကမတွေ့ခဲ့ရပြီမဲ့ထပ်ပြီးတော့ရာဇဝတ်မှုတွေကတော့ဒီကြားထဲမှာမရှိခဲ့ဘူး 2019ခုနှစ်ဩဂတ်လ10ရက်နေ့မှာဆိုလို့ရှိရင်ဒီဝူဟန်မြို့မှာရှိတဲ့ဟိုတယ်တစ်ခုရဲ့ reception ကနေပြီးတော့ဒီရဲတွေပေါ့ဗောနော်ဝူဟန်ရဲတွေရဲချန်တာကိုဖုံးဆက်တယ်။သူ့ရဲ့ဟိုတယ်ထဲမှာလာတင်းနေတဲ့ခုချမ်းဆိုတဲ့လူကဝန်ရမ်းထုတ်ထားတဲ့လူနဲ့ပေါ့နော်တသက်မှတ်ထဲတူနေရဆိုပြီးတော့ရဲတွေကိုဖုံးဆက်လာတယ်။အဲ့မှာရဲတွေကလည်းတိတိကျကျမှတတင်းစားနိုင်ရပြီဆိုတော့သူတို့လူအင်အားကိုစုပြီးတော့ဒီဟိုတယ်ကိုသွားပြီးတော့ဝိုင်းကြတယ်ပေါ့နော် ပြီးတော့ဒီ reception ကပြောတဲ့အတိုင်းဒီအခန်းနံပါတ်311ကိုရောက်တဲ့အခါမှာဒီအရာရှိအကောင်လုံးကဝိုင်းပြီးတော့ဒီတကားကိုဖြစ်ပြီးသူဝင်ကြတယ်ပေါ့နော်ဆိုတော့ဒီအခန်းထဲကိုရောက်တဲ့အခါမှာဆိုလို့ရှိရင်သူကတွန်းကအင်တာတက်နေတာပေါ့အင်တာတက်နေတာဘဲတွေကတွေ့ရောအချင်းချင်းပဲသူ့ကိုတွားပြီးတော့ဒီတုတ်တောင်မတုတ်ပြီးပဲနဲ့သူ့ရဲ့ဘောင်းမျိုးဝတ်ပြီးပြီးတော့လက်ထိချင်းချင်းခတ်လိုက်တယ်ပေါ့နော်အဲ့မှာခတ်ပြီးတဲ့အခါမှာအခန်းထဲမှာပါရှာတွေ့လဲဆိုတော့သူကဓာတ်တစ်ချောင်းနဲ့အနုသမီး နိုးသမီးကိုင်နဲ့လက်ကိုင်အိတ်ပေါ့နော်အများစွာကိုသူတို့ကရှာတွေ့ခဲ့တယ်ဆောင်ဝန်းစစ်စဲမူရလက်တွေအရဆိုလို့ရှင်သူကဒီဝူဟန်နဲ့ရွံ့ရံဒေတာမှာရာဇဝတ်မှုပေါင်း52ခုကိုလုတ်ခဲ့ပြီးတော့အပြစ်မဲ့တဲ့အမျိုးသမီး73ဦးကိုတပ်ဖြတ်ခဲ့တယ်ဆိုပြီးတော့သူက reset ထလာခဲ့တယ်။အဲ့လိုနဲ့ဆောင်ဝန်းစစ်စဲရေးတွေပေါ့နော်အလုံးအပီးပေါ့နော်အမှုတွေအကုန်လုံးဖော်ထုတ်ပြီးရဲ့နောက်မှာ2003ခုနှစ်ဧပြီလ24ရက်နေ့မှာဟူနန်ပြည်နယ်ရဲ့လုံးဝကြောက်စရာအကောင်ဆုံး ကိုယ်ဆက်လူသက်သမားဖြစ်တဲ့တွန်ကောချန်ကိုသူတို့ကကွန်မြတ်ခဲ့တယ်။ဆိုတော့အမီယာအဝိကိုယူတုဇူလို့နာမည်ပေးခံရတဲ့ဒီတွန်ကောချန်ကတော့ဒီမှာပဲအဆုံးသတ်သွားပါတယ်။ဆိုတော့နောက်ဗီဒီယိုမှာလည်းဘလို့စိတ်ဝင်စားချက်ကောင်းတဲ့အကြောင်းအရာတွေပြသပေးကြောင်းမလဲဆိုတာဆက်လက်ဆက်ကြည့်ပြီးအားကြည့်ကြပါအောင်။ရှင်းနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye ။